ပိဆိုင်ကူတာမှုပြုလုပ်ဖို့ကျွန်တော်စီမှာ live timing ဆွေးနွေးကြရလို့အများကြီးရှိကြပါတယ်။အဲ့တဲ့ကတချို့လူတွေအတွက်စပင်ဆိုင်တာကတကယ်ကို on off ရုပ်သွင်းပြောင်းလဲမှုကိုရရှိနိုင်ပေမဲ့လူတိုင်းကတော့စပင်ဆိုင်ဖို့တင်းတော်ကြရလို့မဟုတ်ကြပါဘူး။တချို့သူတွေမှာလည်းစပင်ဆိုင်ဖို့အတွက်မတင်းတော်တဲ့အကြောင်းအရာတွေရှိနေနိုင်ပါတယ်။ ဲ့တော့ယခုဗီဒီယိုမှာစပယ်ဆိုက်ကူတော်မှုနဲ့မသိတော်တဲ့အကြောင်းအရာတွေကိုမျှော်ဝေပေးသွားမှာပဲနံပါတ်၁ကိုယ့်ရဲ့ခန္ဓာဗေဒဆိုင်ရာကန့်သတ်ချက်တွေရှိနေတာမျိုးဒိုနာအေရီယာကိုခေါ်တဲ့ကိုယ့်ရဲ့ဥကောင်းအနောက်ဘက်မှာစပင်တွေပါနေအာမျိုးနံပါတ်၂ချက်တစုံတယောက်တို့မဟုတ်ဆယ်လီတူနဲ့တူချင်လို့စပင်ဆိုက်ချင်တာမျိုးကိုကြိုက်တဲ့စကူးရင်ပုံစံတစ်ခုကို inspire ယူတာကပြဿနာမဟုတ်ပဲမယ်တစုံတယောက်နဲ့ဆွချုပ်တူချင်လို့စပင်ဆိုက်ချင်တာကတော့မှားရင်းတဲ့အကြောင်းရင်းပါ နံပါတ်3အချက်အနေနဲ့ကို့မှာမသိချုံနိုင်တဲ့ကျန်းမာရေးအခြေအနေရှိနေတာမျိုးဥမာအားဖြင့်စီးချိုယောဂ HPA1C 800ခန့်လုံးထက်မြင့်နေတယ်ဆိုရင်အနာကျက်နေတာမျိုးပိုးဝင်တာမျိုးရှိနေတာကြောင့်မပြုတ်လို့တင်ပါဘူးကို့ရဲ့စီးချိုယောဂပြန်လည်ထိချုံကောင်းမွန်တဲ့အခါမှသာပြုတ်လို့ပုံစဉ်းစားတင်ပါတယ်နံပါတ်၄အချက်အနေနဲ့ကတော့လက်တွေ့မကျတဲ့မျောလင်းချက်တွေရှိနေတာမျိုးကိုကထိတ်တပြင်းလုံးပြောင်းနေတာမျိုး grade အဖြစ် number 67 အခြေအနေမျိုးကိုမင်းသားကိုနေသူသပင်ပုံစံမျိုးရချင်တယ်ဆိုရင်တော့ဒါဟာလက်တွေ့မကြတာကြောင့်စပင်ဆိုင်ကုသမှုနဲ့မသိမ့်တော့ပါဘူး။နံပါတ်5အချက်အနေနဲ့အလားပါခွေးစိတ်မှုဆိုင်ရာ plastic surgery ပြုလုပ်ဖို့ဆွလန့်နေတဲ့သူမျိုးတွေကိုယ်ခန္ဓာကိုယ်မှာတမန်မပြည့်စုံတာကိုကြီးမားရချုံချက်ရှိတယ်လို့ထင်မြင်နေတဲ့လူအဲ့လိုလူမျိုးတွေကတော့ဘလောက်ပဲကုသမှုခံယူပါစေစိတ်ချနိုင်မှုမရှိနိုင်တာကြောင့်စပင်ဆိုင်ကုသမှုနဲ့မသိမ့်တော့ပါဘူး။ဒါကြောင့် ဇပင်ဆိုင်ခင်ကိုဟာဇပင်ဆိုင်ကုသမှုနဲ့တင့်တော်မှုရှိမရှိဆိုတာကိုကြွန့်ကျင်တဲ့ဇပင်ဆိုင်ရာဆရာဝန်နဲ့အရင်ဦးဆုံးတိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ်